ခု language ကိုလည်း तू ကနှစ်ခုလုံးပြိုင်ပြောတယ်။ तू ကမြန်မာလိုလည်းပြောတယ်အင်္ဂလိပ်လိုလည်းပြောတယ်နှစ်ခုလုံး။ तू များတွေကအင်္ဂလိပ်လိုအလေးသာတယ်အင်္ဂလိပ်လိုပို့ပြောတယ်ပေါ့။ तू ကမဟုတ် तू ကနှစ်မျိုးလုံးပြောတယ်။ညံတော့အရန်ကောင်းတယ်။စာတင်ရတာတိတ်ဝါဒနာပါတယ်။စာတင်ရတော့အမကဆွတ်ဖိပြီးတင်နေရမဟုတ်ဘူး။ तू ကိုယ်တိုင်ကစာအုပ်တွေဆွဲချလာ ABCD ကတ်တွေဆွဲချလာပြီးသူ့ကိုလှုပ်သူ့ကိုအသင်းအထူးနဲ့မအေးနဲ့အဲ့လိုစာတင်တိုင်းမေးရမေး तू ကဖြေ तू ကအဲ့လိုကစားရတာ तू ကြိုက်တယ်။ music ရန်ဝါဒနာပါတယ်။ music ရန်ဝါဒနာပါတယ်။ tempo တွေသိတယ် key တွေသိတယ်အဲ့ဒါအမကဘာလို့သိလဲဆိုတော့တချင်းတစ်ဖို့ဖွင့်လိုက်ရင်အဲ့ဒီ key တွေကိုသူ့အလိုလိုဝင်သွားတယ်ဆိုတာတောင်တောင်ကလေးက key မဝင်ဘူးလေ key မဝင်ဘူးဆိုတာဒီရွယ်မှာအဲ့ဒါမသိသေးဘူးတော်တော်ဒါကပါရမီပါလာတယ်ခေါ်တာပေါ့ဒီရွယ်လေးတွေကိုမွေးထားတဲ့မိခင်တွေဖခင်တွေပဲနားလည်မှာပေါ့နော်ချော်လေးလဲမှာတော့မလိုလားဘူး ဟလာဟိုချောင်းရေလေးတောက်ပြီးတီးมาတာမလို့လားဟုတ်ပဲဒါကတော့မိဘတိုင်းရဲ့မြစ်တာပေါ့သားသမီးပေါ်မှာထားရတဲ့မြစ်တာပေါ့ဆိုတော့အဲ့ဒီမြစ်တာတွေကအရမ်းများလာလို့ရှိရင်လည်းဘာဖြစ်တယ်လဲဆိုတော့အတ္တတစ်ခုဖြစ်ပြောင်းလဲသွားတတ်တယ်ဟောအတ္တဆိုတာကိုကတော့ကိုကိုကိုအဲ့ဒါကိုအတ္တလို့ realize မလုပ်ဖြစ်ဘူးကိုသမီးလေးကိုသားလေးကိုအတန်းထဲမှာအဆင့်တစ်ရစေခြင်းနဲ့အတော်ဆုံးဖြစ်ခြင်းနဲ့ဟလာအာဘာလေးပဲလှုပ်လှုပ်အပြေးပြိုင်နေနိုင်ရှင်နိုင်စေခြင်းနဲ့စသဖြင့်ပေါ့နော်အဲ့ဒါက ကိုယ့်ရဲ့မြစ်တာတွေတအားကြီးထွားလာတဲ့အခါမှာလည်းအတားတစ်ခုဖြစ်သွားတတ်တယ်။အဲ့ဒီအခါမှာကလေးပေါ်မှာ pressure ပြီးတတ်တယ်။ဆိုတော့အဲ့ဒါလေးတစ်ခုကိုလည်းအမအခုချိန်မှာဆိုလို့ရှိရင်တတိထားရတယ်။သားသမီးမွေးလာပြီဆိုကြတဲ့ကမိဘတွေရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေဇောတွေကအများကြီးပဲ။ဟာရေကူးကလည်းတက်စီဂျင်နေတဲ့ဗကြီးကလည်းတက်တိုက်အောင်မယ်။အင်္ဂလိပ်လိုကလည်းပြောနိုင်အောင်မယ်။မြန်မာလိုကလည်းတင်ချားလည်းတော်အောင်မယ်။ဆက်ဆုံးကတော်စီဂျင်နေရကွာ။ဒါပေမဲ့အဲ့ဒီကိုဖြစ်စီဂျင်တဲ့ဆန္ဒတွေကအတားတွေအရန်ကလေးပေါ်မှာများသွားတဲ့အခါမှာကလေးက စိတ်ပင်ပန်းနေအယမ်းပင်ပန်းနေအဲ့လိုမျိုးပေါ့နော်ဆိုပြီးဖြစ်တတ်တယ်ဖြစ်တတ်တဲ့ခါကျတော့တချို့အရာလေးတွေတော့ပြန်ပြီးတတိထားရတာရှိတာပေါ့ဥပမာအမဆိုလို့ရှိရင်အမသမီးလေးဟလာဟို6လတည်းကဟလာသူတို့တွေ brain train school တွေပို့ရတယ်ဒါပေမဲ့ပို့တယ်ဒါပေမဲ့အမအမြဲတမ်းမပို့ဘူးပို့တယ်ခလေးနားချိန်တန်းနားပျော်ချိန်တန်းပျော်ပလိစီအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးလဲထားတဲ့ဟာမျိုးလေးလဲထားတယ်အခုကြောင်းတက်မယ်ဆိုရင်အမစဉ်းစားအမသမီးလေးရဲ့အသက်ကကြားအရွယ်ရောက်နေတော့ဒီနှစ်မှာကြောင်းထားရင်အသက်မပြည့်သေးဘူး နောက်နှစ်မှာကြောင်းထားရင်ကျတော့၃နှစ်တခါကြော်နေပြန်ရောအဲ့လိုမျိုးပေါ့နော်နိုင်ငံခြားမှာကျတော့အဲ၃နှစ်မှာတည်းကစပြီးတော့ထားရတာကိုအဲ့လိုဖြစ်နေတဲ့အခါကျအမအခုတစ်ချက်တော့စောင့်ကြည့်တယ်သူ့အတွက်သူ့မိတယ်ပျော်တယ်ဆိုရင်တော့အမထားမယ်သူအခုအမဆက်သက်ကြည့်နေတယ်ចောင်းလေးကိုအမမဟိုအခုထားလို့ရရဲ့ចောင်းလေးတပတ်နှစ်ရက်သုံးရက်ပို့ကြည့်ရဲ့ ်သူမပျော်သေးဘူးသူ ready မဖြစ်သေးဘူးထင်အမမထားဘူးဒါပဲသူ့ဘဝမှာသူပျော်ရွှင်မှုလည်းလိုအပ်သေးတယ်အမရဲ့အတ္တတစ်ခုတည်းနဲ့သူပညာတွေအရန်တက်ရမယ်ငါသမီးကဘလို့ဆိုတဲ့အပေါ်မှာဒီကလေးလေးမွန်းချက်ပြီးချီးပြင်းလာအောင်လည်းမလိုလားဘူးပေါ့လေအဲ့လိုမျိုးလေးပေါ့အဲ့လိုလေးတွေးမိတာအထူးကကျုံရဲ့တွေ့ကြုံနေကြအဲအမကိုကြုံခဲ့တာရေတော့လည်းမဟုတ်ဘူးပေါ့ညီမလေးကိုကြုံခဲ့ရတဲ့ပုံမှာလည်းပြန်ပြီးတော့တုံးတက်ရတာရှိတာပေါ့အောင်ကိုကိုလည်းမိမနေရာရောက်နေပြီဆိုတော့ခုချိန်မှာကို့အမေကိုလည်းကိုကိုချင်းစားရလေဒါပေမဲ့အဲ့ဒီပုံမှာဘာဖြစ်လဲဆိုတော့ငါတော့က မအီနေရနေလဲအခုရောက်နေတယ်လို့တမီးနေရနေလဲတခါလေးပြန်ခန်းစားကြည့်ရတယ်။ငါတော့ကဘာတွေစိတ်ပြင်းမှန်းခဲ့လဲ။အဲဒါဆိုငါဘာလေးကိုငါမိဘရောက်နေရာရောက်တဲ့အခါမှာငါဘာလေးကိုဆင်ခြင်ရမယ်။အဲ့လိုမျိုးလေးတော့ညှပြီးတော့တွေးဖြစ်တာပေါ့ညီမလေး။ဟုတ်ကဲ့။ကိစ္စမေးကြတဲ့ခံမလို့ချင်ရမလဲ။အเจ้าနေချနေပြီပဲ။ ပြတ်သမျှပြပြဖို့တော့မလိုက်ကူတော့လေရုံးစုံနဲ့အဲ့လောဘတော့လည်းမဟုတ်ပါအောင်မောင်လေးရေမြန်မာလေးရေမိဘတိုင်းကတော့ခဏလိုပေါ့နော်သူများကြောင်းတက်နေပြီဆိုတော့လေကိုတမီးကိုသားသမီးကြောင်းတက်ရမယ်အရွယ်ပဲဟိုထားရမှာပေါ့လေပြောချင်တာကဟိုအမလည်းအခုဆိုကြောင်းထားရမှာပဲကြောင်းနေဆိုလိုက်စုံစမ်းနေရပြီဒါပေမဲ့အဲ့ပေါ်မှာအမကသူ ready ဖြစ်သေးရလားအမသမီးလေးဆိုလို့ရှိရင်အမက ready ဖြစ်သေးရတယ်အများကြီးရှိသေးတယ်။အမသမီးလေးကနှစ်နှစ်ကျော်နေပြီဒါပေမဲ့ diaper ခုထိမချွတ်သေးဘူး diaper ဝတ်နေတော့မယ်။အဲ့တော့အမကဖြည်းဖြည်းချင်းစီပြောသွားမယ်။အမသားသမီးရောအမမလောဘူးပေါ့နော်မလောတော့သူများတွေကအမကိုအရင်ပြောကြဟာသုံးနှစ်ပြည့်တော့မယ်ခြုံလင်းကမပြတ်သေးဘူးလားသုံးနှစ်ပြည့်တော့မယ် diaper ကမချွတ်သေးဘူးလားမဟုတ်အမအဲ့လိုမျိုးမဟုတ်ဘူး။ဖဲကလေးမှာ၅နှစ်ထိ diaper ဝတ်ထားတဲ့ကလေးမရှိဘူးညီမရဲ့ပြောချင်တာသူ့အရွယ်နဲ့သူဖြစ်သွားလိမ့်မယ် ပြောချင်တာကလေမအီတယောက်နေကြီးနေတဲ့မှာအရန်ကြီးအတင်းအကျပ်ကြီးခလေးကိုအိမ်သားပေါ်တင်ရှူပေါက်လေးဤပါလေးအဲ့လိုမျိုးအမကမလုပ်ချင်ဘူးပြောချင်တာ तू तू သူ့ရဲ့ brain လေးသူ့ကသူတိုးတက်လာတဲ့အခါမှာ तू တိသွားလိမ့်မယ်ပြီးတော့အမဆိုလို့ရှိရင် အမက feeling တစ်ခုရှိရယ်အမက walking mount တစ်ခုတယောက်ဖြစ်တဲ့အတွက်အမအမသမီးလေးကိုအမလူကြားထဲမှာ no မတိုက်ရဘူးအမအပြင်နေအများအားသွားပြီးအလုံးလုံးနေတဲ့အတွက်အမကခလေးလေးကိုရင်ဝင်ပိုက်ပြီးတော့တစ်ချိန်လုံး no မတိုက်နိုင်ဘူးအဲ့ဒီအတွက်အမကအသမီးလေးကိုအစားထိုးချိုလင်လေးကိုတတ်ပေးခဲ့တယ် အဲ့ဒီချိန်မှာလဲလူတွေကဝိုင်းပြောကြချုံနေရမပြတ်သေးဘူးလားခလေးကဒီရောင်ရောင်ဒါပေမဲ့အမပြောချင်တာသူ့မှာသူ့စိတ်ဖြေစရာလေးကဒါပဲရှိရကွာတချို့ခလေးကြီးကြီးလိုက်မေးပေါ်မှာတစ်ချိန်လုံးနိုးမထွက်တော့တာတော့မေးရင်တော့ငုံနေကြတော့မယ်အခုချိန်ကြီးသူ့မှာအဲ့လိုအခွင့်အရေးလေးမရဘူးမရတော့ဩသူဆွဲလန်းနေတဲ့ချိုလင်းလေးထားလိုက်ပါအောင်လေကျောင်းမမတက်သေးတာချိန်တန်ငါဖြတ်မှာပေါ့အဲအမကြအဲ့လိုလေးပေါ့လေအဲ့လိုလေးဖြည့်ပြီးတော့တွေးတွေးတာပေါ့နော်ဘာလေးကြီးကြတော့ပုံပြီးတော့နည်းနည်းတာကျဉ်းဆက်လာတယ်ပုံစံလေးရောမင်းလေး तू ကလုံနိုင်တာ तू ကလေ ညံတော့အရင်ကောင်းတယ်စာတင်ရတာတိတ်ဝါဒနာပါတယ်စာတင်ရတော့အမဆွတ်ဖိပြီးတင်နေရမဟုတ်သူကိုယ်တိုင်ကစာအုပ်တွေဆွဲချလာ ABCD ကတ်တွေဆွဲချလာပြီးသူ့ကိုလှုပ်သူ့အသင်းအသူနဲ့မအင်းနဲ့အဲ့လိုစာတင်တိုင်းမေးရမေးသူကဖြေသူကအဲ့လိုကစားရတာသူကြိုက်တယ်အဲ့တော့အမကအဲ့လိုပေါ့စာတင်ပေးဖြစ်တယ်ပေါ့စာတင်တိုင်းကစားကစားကြတာပေါ့ညီမလေးအဲ့တော့ तू ကအခုချိန်မှာတော့ तू ညံကောင်းတဲ့အတွက် तू များကလေးတွေတစ်နှစ်ခွဲမှာအယောင်၃ယောင်၄ယောင်ပဲတည်တယ် तू ကအကုန်တည်တယ်ရွှေယောင်တွေဟိုဂိုးတွေ silver တွေပါ तू ကတည်တဲ့ အဆင့်ကိုရောက်နေပြီအဲရှိုးရောင်းနေငွေရောင်းနေမှာသိရဲဆိုတာတော်တော်ခက်ခဲတယ်ပေါ့နော်အပြာဆိုအနုရင်ဘလူးနဲ့မဟုတ်ဘူးသူက light blue dark blue သူအဲ့လိုမျိုးတွေကအစခွဲတတ်တဲ့ဟာမျိုးလေးတွေသူ့မှာပါလာတယ်ပေါ့အမေနဲ့မတူညံကောင်းတယ်ပေါ့အမေကတော့ထုံတိုင်းအမေကတော့ထုံတိုင်းအမေကထုံဆက်ခံလာဟုတ်ဘူးဟုတ်လားတော့သူ့ပင်စီကဖြစ်ပဲချင်ပါသူ learn လေးလုပ်နေရလားဟုတ်တယ်သူ learn လောက်တာအရင်တော့တယ်ဟုတ်က language ကိုလည်းသူကနှစ်ခုလုံးပြိုင်ပြောတယ် သူကမြန်မာလိုလည်းပြောတယ်အင်္ဂလိပ်လိုလည်းပြောတယ်နှစ်ခုလုံးသူများတွေကအင်္ဂလိပ်လိုအလေးသာတယ်အင်္ဂလိပ်လိုပို့ပြောတယ်ပေါ့သူကမဟုတ်သူကနှစ်မျိုးလုံးပြောတယ်နှစ်ခုလုံးပြောတယ်နောက်ဆိုထိုင်းလိုတွေပါတက်လာတော့မှာဖိနေမေးရတော့သူ့ကိုစလန်ပေးရတော့ထိုင်းသွားရင်ဈေးစစ်ဖို့သူနဲ့ကောသူနဲ့သူကစားသောက်ဆိုင်သွားရင်မန်ယူသမီးဖတ်ဖတ်ပေးအမေမှာဟုတ်သမီးဖတ်အဲ့လိုဖြစ်တယ် music ရေးဝါဒနာပါတယ် music ရေးဝါဒနာပါတယ် tempo တွေသိတယ် key တွေသိတယ်အဲ့ဒါအမကဘာလို့သိလဲဆိုတော့ တချင်းတဖို့ဖွင့်လိုက်ရင်အဲ့ဒီကီးတဲ့ကိုသူ့အလိုလိုဝင်သွားတယ်ဆိုတာတောင်တောင်ကလေးကကီးမဝင်ဘူးလေကီးမဝင်မှုဆိုတာဒီရွယ်မှာအဲ့တော့မသိသေးဘူးတော်တော်ဒါကပါရမီပါလာရဲခေါ်တာပေါ့အဲ့ကြတော့သူတင်ယူစရာမလိုပဲသူ့မှာပါရမီပါလာပြီးသားဖြစ်တဲ့အတွက်သူကယောက်ျားလေးတချင်းကိုဖွင့်လိုက်ရင်အဲ့ဒီကီးတဲ့ကိုသူဝင်သွားတယ်မိန်းကလေးတချင်းဖွင့်ရင်လည်းအဲ့ဒီကီးတဲ့ကိုသူဝင်သွားတယ်သူဝင်အောင်ဆိုတယ်ပြီးတော့ဘီတင်းလေးသိတယ်အမားတို့တချို့တွေက KTV ဆိုရင်4 3 2 1ဆိုထိုးပေးရတယ်ဒီမှာအဲ့ဒီမှာဝင်ဆိုရတာလေတာမန်လူတွေဆိုလေနော် အမားတို့ music ရှင်တွေကြာအဲ့ဒါမလုံးလေ။ဟိုကဟိုတိုင်မင်းကကိုယ့်ကိုသိပြီးသားအဲ့ကလေးလေးကအဲ့ဒါပါလာတယ်။ ไอ้กะลีลีเนี่ยกูกะลีไม่หอดาจ๋าจิม่าตะมี้เลยอ่ะอมราเลยอ่ะอะไรตะคู่ปาละเลยป่ะเนาะสรอกจ๋าตูอเมเซียย่าดาป่ะแกมาช่วงมาแล้วเซอร์ไพรส์เกสอนีเนี่ยมาတော့มาซุเนาะสเปเชียลเกสอนีเนี่ยลูรอเนเน่รอจောက်ตัดเดมาราเซมาอมีเนี่ยอเปียนเนาะเฮ้ยဟုတ်တယ်ลูรออ๋อဟုတ်တယ်ဟိုเนี่ยတင်ထားတယ်အမိုက်တလုံးပေးထားရတယ်လေကသူရတဲ့သချင်းမို့လို့ तू อ่ะไอ้သချင်းနေရတယ်သူอ่ะသူရတဲ့သချင်းอ่ะအမထွက်ထားတဲ့ တူရီတော့ဆိုအမေသချင်းလေးသူရတယ်စတော်ဘယ်ရီသမီးလေးသူရတယ်ချစ်လိုက်တော့1 2 3ရတယ်အဲလာသူ့ရဲ့သူ့ရဲ့သချင်းလေးကြိုက်တဲ့ဟာလေးတွေအဲအဲ့ဆိုသူ့ကိုမိုက်ပေးတာအာကိုရောလိုက်မမီတော့ဝိုင်းကကြရတယ်။ကောင်းမိမြဆိုမှတွေ့ရမှာကြာတယ်။ပြောတတ်သေးပါလူကနည်းနည်းကြောက်တတ်တယ်။လူနည်းနည်းကြောက်တတ်သေးရောဟိုပါပေါ့။အခါလေးကြောက်ရလဲအဲ့လိုပေါ့။ तू ကသူ့ကနေသူလူအနေအချင်းနဲ့မှဆိုရင်တော့ဆိုပေမဲ့လို့လူပြိတ္တတွေအများကြီးနဲ့မီးနေနဲ့ဘိုင်းနဲ့ဆိုရင်တော့ तू အတွက်တော့ pressure ရှိမှာပါညီမလေး။ခလေးဆိုတော့ကြောက်ပါပေါ့နော်။ဟုတ်ပါပါဒါလည်းဖြစ်စေချင်တာ မရှိပါဘူးသူသူ့ဖေလိုပဲပညာနောက်လိုက်မယ်ဆိုလည်းလိုက်အမလိုပဲဂီတနောက်လိုက်မယ်ဆိုလည်းလိုက်ဒါတော့သူ့သဘောတဘာပါပေါ့ညီမလေးအရန်ငယ်သေးတယ်ပြောဖို့ခက်ပါခက်ပါတယ်ဘာတခုမှမလုပ်ဘဲနဲ့သူကသူစီးပွားရေးလုပ်ချင်လဲလုပ်သွားနိုင်တာပဲပြောလို့မရဘူးလေနော်